โอเคပါကျွန်တော်ကတော့ Debity လို့ခေါ်ပါတယ် The Secret Dance Studio က main choreographer နဲ့ main trainer တယောက်ဖြစ်ပါတယ်ကျွန်တော်ကအဲပုံမှန်အဖြစ်တော့ Debity နာမည်နဲ့လူပညာလူတွေကိုလှူရှားပါတယ်အကတနန်လည်းအများကြီးဖွင့်ထားပါတယ်ရန်ကုန်မြို့မှာကျွန်တော်အပြင်တနန်တွေရောဒီ Secret Dance Studio မှာကျွန်တော်ကိုပိုင် class တွေရောအများကြီးဖွင့်ထားပါတယ်1 2 3 Okay โอเคပါကျွန်တော်ရဲ့ဒီ upper beginner class ကနေပြီးတော့အကုန်လုံးကိုကျိုးဆိုပါရစေကျွန်တော်တို့ဒီအကရဲ့ဘယ်လိုပြောမလဲ basic ကနေပြီးတော့ဖြည်းဖြည်းချင်းတိုးတက်လာတဲ့လူတွေအတွက်ဒါအထူးသင့်လို့ရတယ်ဒီမှာအရင်မလွယ်တဲ့အရင်မခက်တဲ့ style မျိုးတွေပါတာဆိုတဲ့အတွက်ပို့ပြီးတော့အဆင်ပြေမယ်လို့ပြောလဲပါတယ် အဲခစ်ပေါ်ပုံစံလေးပေါ့နော်အဖရိုပါမယ်ဟစ်ပေါ်ပါမယ်ပြီးလို့ရှိရင်ဂဲဆန်လေးတပုတ်ပါမယ်ပေါ့နော်အအဆုံးဖြစ်အောင်တော့လုပ်ပေးထားရပေါ့ဒီထဲမှာတော့ step ကတော့နည်း update ဖြစ်သွားမယ်ဟိုတခုဟိုကကျတော့ flow နဲ့မှတ်မယ်အပိုင်းလေးပါလာပြီပေါ့နော်ဥမာစာသားလေးတွေပါမယ် flow လေးပါမယ်ပြီးလို့ရှိရင် beat လေးပါမယ်ပေါ့နော်အဲအဲပုံစံလေးတွေပါလာမယ်ပေါ့ဟိုမှတ်ရတဲ့ပုံစံနည်းနည်းလေး꿰သွားတာပေါ့နော် step တွေကတော့အရင်ကွာဟာမဟုတ်ပေမဲ့မှတ်ရတဲ့ flow ပုံစံကွာသွားမှာပေါ့နော်အဲအဲ့လိုလေးပါ အဲနံပါတ်၁ကကျတော့ကိုယ့်ကိုစိတ်မပြတ်ဖို့အရေးကြီးတယ်။သူတို့ကျွန်တော်ကဟိုကင်မရာထောင်ပြီးရိုက်တယ်ဆရာဒီရန်ကြည့်ရင်တော့လှတယ်ဆရာတို့ကကြည့်တော့လှတယ်ကိုကလည်းမလှဘူးဆိုတဲ့လူတွေအတွက်ပေါ့နော်အဓိကပြောချင်တာကကျွန်တော်တို့လည်းဒီပုံစံရအောင်ချိန်ဖန်ပြောင်းသွားကျင့်ထားရတာအဲ့တော့ချိန်ဖန်ပြောင်းသွားကျင့်မလို့ရတယ်ဆိုတာနံပါတ်၁ပြောချင်တယ်။နံပါတ်၂ကကျတော့တခြင်းမြမြနားထောင်ရမယ်။ဟိုအရင်က1 2 3 4နဲ့တွားတာမျိုးမဟုတ်တော့ဘဲနဲ့တခြင်းပေါ်မှာမူတည်ပြီးတွားတဲ့အပိုင်းတွေပါလာပြီဆိုတော့ ဟိုကိုကမဲ့တခြင်းကိုတော့ကြိုပြီးနားထောင်ထားဖို့ကြိုပြီးနားရေဝါထားဖို့လိုအပ်တယ်ပေါ့နော်။နံပါတ်3အနေနဲ့ကတော့ဟိုအားလုံး combination ပေါင်းကပြီဆိုလို့ရှိရင် step တစ်ခုနဲ့တစ်ခုအကူအပြောင်းလေးတွေမှာအဲအဲ့ဒါလေးကို view size စေချင်တယ်။ဥမာထားပါတော့1 2ပြီးလို့ရှိရင်3 4တွား form လေးတွေမှာဒီလိုသူကဟိုလေးတောင်းဟိုထားပါတော့ student အနေနဲ့ပြောမှဆိုရင်လေးတောင်းပုံစံမဟုတ်ဘဲနဲ့အနားလေးတွေကို white သွားတယ်ပေါ့နော်။အဲအဲ့ပုံစံလေးပေါ့နော်။လုံးလုံးခုံခုံလေးအဲ့လိုပုံစံလေးဖြစ်အောင်ပေါ်တက်ရမယ်ပေါ့နော်။အဲအဲ့ဒါလေးကိုအကျဉ်းပြုချင်တယ်တော့